င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုအစီအထနာကနေမတ်လ19ရက်ဒီကနေ့နောက်9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်ပြင်နယ်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်တဲမှာတိမ်ထူထန်နေပြီးကြံမင်္ဂလာပင်လယ်အော်တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါရဲ့။ ဒီကနေ့ညနေအထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေးပိုင်းတို့တွင် နေရာကွက်ကြားမှုထိစွာရပါမယ်။ရွာရံတို့80ဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်အများအပြားတရားပြီးစံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တိမ်တဲဖြစ်ထုံပါမယ်။မြန်မာပင်လယ်ပြင်တွင်လှိုင်းနေငယ်မှလှိုင်းတိမ်တဲရှိပါမယ်။ လိုင်းမြင်မှာမြမကန်ရွန်းတရှောင်းနဲ့ကန်းလော်ပင်လေးပြင်းတို့တွင်လေးပင်မှာ၆ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်အတွက်ခမဲစကားတော့သခိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင် နေရာကွက်ကြားမှာနေရာကျကျမှုထိဆောင်ရနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီညနေထိခမ်းမချက်ကတော့တိန်နေငယ်ဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီညနေထိခမ်းမချက်ကတော့တိန်သိင်တဲ့ဖြစ်ထွန်းပါမယ်ရှင်။